မင်္ဂလာပါရှင်။မောသားမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ NASA ကတက်တွေဟာလက်ရှိချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ကျုံမြို့ကိုအလုံးစုံပြန်လည်သိမ်းယူနိုင်ဖို့ကြိုးပမ်းနေရရှိနေသလို TNL တင်းကြုံထားတဲ့ကြောင်မဲမြို့ကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေပုံမှန်လုံးဆောင်လာခဲ့လို့သိရပါတယ်။ဒေသပိုင်းနယ်မှာတော့ NASA ကတက်တွေက ကျောင်းမဲမြို့ကိုဘာကြောင့်လေကြောင်းတိုက်ခိုက်နေသလဲဆိုတဲ့အချက်နဲ့ကျောင်းမဲမြို့မှာဖြစ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တရင်ဘက်တပတ်တွင် TNL အဖွဲ့ဝင်ဘလောက်အထိထိခိုက်ကြဆုံးခဲ့တယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတောင်မီဒီယာ Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရေ NASA ကတက်တွေဟာနောင်ကျော်မြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့မလ19ရက်နေ့တည်းကတံပြန်တိုက်စစ်စတင်ခဲ့ရ။ လက်ရှိချိန်မှာမြို့ကိုပြန်လဲသဲယူနိုင်ဖို့အလားအလာအကောင်းတွေရှိနေချိန်မှာပဲတောင်လနဲ့ကအခွဲ TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ကိုလည်းဒေချောင်းတိုက်ခိုင်မှုတွေပုံမလုံးဆောင်လာခဲ့ရာ TNL နဲ့ပူးပေါင်းအခွဲတွေအထိကိုက်အကြဆုံးများနေရလို့သိရပါတယ် TNL ဦးဆောင်တဲ့ပူးပေါင်းအခွဲတွေဟာတဲတောင်ညာနဲ့ကွန်စစ်စီရဲ့ဒုတိယလိုင်းစတင်ခဲ့ပြီးနောက်မှကြာမီဩဂုတ်လအတွင်းမှာကြောင်မဲမြို့ကိုတိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး အဲ့ဒီမျိုးဟာတရားနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်မှုအောက်ကြားရောက်ခဲ့တာတနေ့ပြည့်ကနေပြီလဲဖြစ်ပါတယ်။တောင်မဲမြို့မှာရှမ်းပြည်နယ်မြို့ကြီးတွေအနက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်ပြီးမန္တလေးလာရှိုမြရထားလမ်းပေါ်ကအရေးကြီးရဲ့မြရထားလမ်းမြို့တစ်မြို့လဲဖြစ်ပါတယ်။တောင်မဲမြို့ဟာမိုးကုတ်မြို့နဲ့85မိုင်ကန်အဝေးကွာတယ်လို့နန်းစံမြို့နယ်လဲ85မိုင်ကန်လာရှိုမြို့နယ်လဲ63မိုင်ကန်ဝေးကွာပြီးတော့ကားလဲအဆက်အသွယ်ရှိတဲ့မြို့လဲဖြစ်ပါတယ်။ ။ဓာပြင်ကြောင်မဲမျိုးဟာတီဘော၊နောင်ချိုး၊မိုးကုတ်၊နန်းစိန်ရက်ဆောင်မျိုးတွေနဲ့နန်းမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။အထူးသဖြင့်ကြောင်မဲမျိုးဟာနာဇကတက်တွေတံပြန်တိုက်စစ်ဆင်ရဲ့နောင်ချိုမျိုးနဲ့နန်းမိတ်ချင်းထိစပ်လျက်ရှိနေရမျိုးဖြစ်ပါတယ်။တီယန်နယ်လေးနဲ့ဘူပေါင်းအခွဲရီဟာနောင်ချိုမျိုးတိုက်ပွဲမှာအထင်းနာပြီးနောက်ကြောင်မဲမျိုးကိုပြန်လည်ဆုတ်ခွာခြင်းကြောင်မဲမျိုးကလည်းစစ်ကိုအင်အားပေးဖို့ဂျင်းတွေလှုပ်ဆောင်တာကြောင့်နာဆကတက်တွေကကြောင်မဲမျိုးကို လေတောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ခွေရှိရလို့ဒေသခံတအူကအခုလိုမျိုးသုံးသပ်ပြောဆိုအဲ့ဒါဘာကြောင့်လဲဆိုတော့စစ်ကူပေးနေတာအကြောင်းမရပေးနေတာလေစစ်ကူကကွာမင်းကြောင်းမဲကတင်တတ်တယ်ကွာကြောင်းမဲဘက်ကတင်တတ်ပြီးတော့မှနောက်ချိုးစင်ရဖြည့်ပေးနေတာလေအဲ့မှာဘာလို့ရှိရဆိုတော့ PD ကတင်တတ်ဆောင်နေရှိတယ်ကွာတရားနေတင်တတ်ကြောင်းနေရှိတယ်ကြောင်းမဲမှာ <noise> 哎呀，你讲哩，哎呀嘛，的你我苏婆哩，的你呀，你你个保建，你不要我这一股我开始开开心庄嘛，给他们给你看咯，平安被抢了不？<noise> 你个你差不多我被抢了。啊，不 <noise> 管如果表要不要嘛，没表不要，那就喂，我我这个刚看见马这边姜文艳要你了。OK。哎，姜文艳要你了，哎，姜文艳你不要嘛，就是、你讲你你刚才看见差不多，你讲、就是、你哎，别、啊啊、的都哎，我刚刚接你了，啊，你个哎那边。啊啊 အဓိကတော့ဘာလို့ကနေခင်ရအဲ့ဝင်နေတာလူရင်းရဟိုနောက်ဘက်ဆိုဗျာနောက်ဘက်ဆို73ကြီးရစားရဝင်နေအတို့ဒီအောက်ကနေတက်ဖို့မကြွယ်ဘူးကေတော်ဘက်ကပိတ်ထားတာဟိုမန်ကြီးဘက်ကဘယ်လိုမှမဝင်နိုင်ဘူးကေသူကအဓိကဝင်နေတာတောင်ပိုင်းရယ်မဝင်နိုင်ဘူးဆမ်မီတောင်ပိုင်းဘက်ကရယ်မဝင်နိုင်ဘူးအဓိကတို့နောက်ချိုဒီကောင်တွေကဒါစစ်ငန်းကြောင်ပေးမယ်ထောက်ပို့ငန်းကြောင်ပေးမယ်ဆိုရင်အခုတို့ဒီကကြောင်မရပဲကမှာအခုကြောင်မရတွေကပဲယထာကနေကအောင်ရမယ်ကောရတဲ့ဟို လက်ရှိချိန်မှာ NASA ကတက်တွေဟာနောင်ချိုမြို့ကိုပြန်လည်သိမ်းယူနိုင်အောင်စစ်တောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် TNL နဲ့ပူပေါင်းအဖွဲ့တွေဟာနောင်ချိုမြို့ကတဖြည်းဖြည်းဆုတ်ခွာပြီးတော့ကြောင်မဲမြို့မှာခံစစ်ပြင်နာတွေလည်းရှိနေတယ်လို့သိရပါတယ်။တောင်လနဲ့ကအဖွဲ့ TNL အဖွဲ့ဟာနောင်ချိုမြို့မှာပြင်းထန်တဲ့တိုက်ပွဲမဖြစ်ခင်မေလာလောက်တဲကကြောင်မဲမြို့ပပတ်လယ်မှာခံစစ်တွေအကြီးအကျယ်ပြင်ဆင်နေခဲ့ပြီးတော့ကြောင်မဲမြို့တွင်သွားလမ်းတွေကိုလည်း တက်လန်မောင်းအဖြစ်ပြောင်းလဲထားတယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါဗျ။တောင်မဲမြို့မှာတရနယ်လီအခွဲကဖမ်းဆီးထားသူတွေကိုချောင်းနောင်ထားတာတွေရှိနေပြီးရောဇေဝိတယုံတစ္ဆတ်နဲ့မိသက်ယုံတွေမှာတော့တရနယ်လီတပ်ဖွဲ့ဝင်တွေနေရာယူထားတယ်လို့တောင်မဲမြို့ပေါ်မှာစုဖွဲ့နေရဲ့တရနယ်လီအင်အားအရေအတွက်ယာနေချီပြီးရှိနေတယ်လို့ဆိုကြပါဗျ။တောင်လနဲ့ကအခွဲတရနယ်လီအခွဲဟာတောင်မဲမြို့ကိုနန်းစံနဲ့မန်တုံမြို့တွေကနေ စစ်ကူတွေဆယ်လို့တာမျိုးတွေလည်းရှိနေတယ်လို့သိရပါတယ်။တရက်နယ်လေးအခွဲဟာဂုတ်တွင်းလမ်းကိုပိတ်ပြီးနာဆာကတပ်တွေရဲ့ထိုးစစ်ကိုဟန်တာနှောက်ရှက်ဖို့အတွက်နောက်ချိုနဲ့ဂုတ်တွင်းကြားခွနမိုင်ဂုတ်တွင်းနဲ့ကြောင်မဲကြား25မိုင်မှာခန့်စစ်စခန်းတွေအများကြီးလုပ်ဖို့ပြင်နေတယ်လို့လည်းသတင်းတွေထပ်ပေါ်နေပါတယ်။ကြောင်မဲမျိုးဟာလက်ရှိချိန်မှာတရက်နယ်လေးနဲ့ပူပေါင်းအခွဲတွေအတွက်အဓိကအရေးပါတဲ့နေရာဖြစ်နေတဲ့အတွက်နာဆာကတပ်တွေဟာဇွန်လ24ရက်နေ့နောက်ပိုင်းတွေက ကြောင်မဲမြို့ကိုလေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုံးဆောင်လာခြင်းဖြစ်ပွဲရှိနေပါတယ်။နာဆာကတပ်တွေဟာဇွန်လ24ရက်နေ့ကနေဇွန်လ29ရက်နေ့အထိကြောင်မဲမြို့အတွင်းရှိမတူညီရဲ့နေရာအများပြားကိုလေကြောင်းတိုက်ခိုက်မှုအနည်းဆုံး10ကြိမ်လုံးဆောင်ခဲ့တယ်လို့တောင်းနဲ့နဲ့ကအဖွဲ့ကသတင်းထုတ်ပြန်ချက်တွေရသိရပါတယ်။နာဆာကရဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမဖြစ်လာခဲ့ပြီးနောက်ကြောင်မဲမြို့ကန်တွေဟာ TNL အဖွဲ့တွေကိုမြို့အတွင်းကအမြန်ဆုံးထွက်ခွာသွားဖို့ လူမှုကွန်ရက်တွေကတဆင့်တိုက်တွန်းတောင်းဆိုရရှိနေပါတယ်။ကြောင်မဲသတင်းပုံရိပ်အမည်ရှိ Facebook group မှာအကောင့်တစ်ခုကကြောင်မဲမျိုးကနေ TNL နဲ့ PDF တွေကိုထွက်သွားဖို့အခုလိုမျိုးတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ကြောင်မဲမျိုးကနေ TNL ပလောင်တွေနဲ့ PDF တွေတယောက်မကျန်ထွက်သွားကြကွာ။မင်းတို့တွေရှိနေတွေ့ငါတို့ပြည်သူတွေပဲဆုံးရှုံးမှုပေါင်းများစွာရဲ့စိတ်ဆင်းရဲမှုပေါင်းများစွာခဏခဏအစိုးရကြုံနေရခံနေရအောင်ပါပဲလို့ရေးသားတောင်းဆိုထားပါတယ်။ နာဇာကတပ်တွေကဇွန်လ24ရက်နေ့ကနေဇွန်လ26ရက်နေ့တိတောင်မဲမြို့အတွင်းရှိ နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တောင်းလက်နက်ကအဖွဲ့ TNL နဲ့ပူပေါင်းအဖွဲ့ဝင်အ ਨੇ ဆုံးရှာနေချီပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တောင်မဲမြို့မှာဇွန်လ24ရက်က ဖြစ်ပွားခဲ့တဲ့နာဇာကရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် TNL ၊ကြောက်ပေါင်းနဲ့ရွှေတောင်ဦးဆောင်အဖွဲ့မှ15ဦး TNL ၊ကြော်ဦးဦးဆောင်နဲ့အဖွဲ့မှ17ဦး တရနယ်လေကိုအေးဦးဆောင်တဲ့အဖွဲ့မှ22ဦးနဲ့စုစုပေါင်းတရနယ်လေ49ဦးအ ਨੇ ဆုံးတည်ဆုံးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါ့အပြင်ဇွန်လ28ရက်နေ့ကလည်းနာဆာကဟာတောင်မဲမြို့ရှိတရနယ်လေစုဖွဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်ခဲ့ရာတရနယ်လေနဲ့ပူပေါင်းအဖွဲ့ဝင်တွေအထိနာခဲ့ရပြီးအဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းတရနယ်လေနဲ့ပူပေါင်းအဖွဲ့ဝင်အ ਨੇ ဆုံး25ဦးတည်ဆုံးခဲ့တယ်လို့ဆိုကြပါတယ်။နာဆာကတပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တောင်မဲမြို့ရှိ TNL အဖွဲ့ဝင်တွေစိုးရိမ်မှုမြင့်တက်နေကြပြီးပြီးခဲ့တဲ့ရက်ပိုင်းကလုံဆောင်ခဲ့တဲ့နာဆာကရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပေဆုံးခဲ့သူတွေရဲ့မှာ TNL အဖွဲ့ရဲ့အကြီးပိုင်းလည်းပါဝင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။စီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုလူမှုကွန်ရက်မှာရေးသားဖော်ပြနေတဲ့ဦးတုံမင်းကောင်နှွေထားအမည်ရှိတဲ့အကောင့်တစ်ခုကရမန်နေ့ဇွန်လ26ရက်နေ့ကအွန်လိုင်းမီဒီယာမှာရေးပန်းစားနေတာကတော့ကြောင်မဲ့တဲ့တင်မဲ့ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်ဇွန်လ29ရက်မနေ့ပိုင်းကကြောင်မဲမြို့မှာရှိတဲ့ TNL အုပ်ချုပ်ရေးအဖွဲ့ကကြောင်မဲမြို့ရဲကိုကားနဲ့ပတ်ပြီးမိမိနေအိမ်မှာပဲနေဖို့အိုင်လန်နှိုးဆော်ခဲ့ပါတယ်။ဒါကြောင့်ကြောင်မဲမြို့တစ်ခုလုံးတုံ့ပြန်တစပြန်လို့တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ဒီလိုအချိန်မှာပဲတက်မတော်လေးက Jet Fighter တစ်စီးရုတ်တရက်ရောက်လာပြီးကြောင်မဲမြို့တရက်ွက်ထဲမှာရှိတဲ့ပလောင်အုပ်ချုပ်ရေးရုံးကိုဖျက်အားပြင်းပုံးနဲ့တဲချတိုက်ခိုက်ခဲ့ပါတယ်။အချိန်ကတော့နေ့လယ် နှစ်နာရီမိနစ်30ဝန်းကျင်မှာပါဒီနောက်မှာတော့မမီတို့နေအိမ်အသီးသီးမှာခိုအောင်နေရဲ့ကြောင်မဲပြည်သူတွေလမ်းမကြီးဘော့ကိုကားဆိုင်ကယ်ရီနဲ့ပြေးထွက်လာခဲ့ကြတွေ့ရပါတယ်ဒါကြောင့်အဲ့ဒီချိန်ကြောင်မဲမျိုးမြင်ကွင်းကလူပင်လေကြီးအလားဖြစ်ခဲ့ရပါတယ်အဲ့ဒီနောက်လေရင်ပုံးကျသွားတဲ့ရက်ွက်တစ်ထဲကပလာအုပ်ချုပ်ရေးမှူးရုံးဟာအကြီးတန်းစွာနဲ့ပြက်စီးသွားရပါတယ်တမတော်လေးရဲ့တိုက်ခိုက်မှုကြောင့်ပလာအုပ်ချုပ်ရေးရုံးထဲမှာရှိနေတဲ့တရနယ်လေတပ်ဖွဲ့ဝင်အင်အား90ကျော်ကိစ္စချောသွားပါတယ် မိနစ်အနည်းငယ်ကြာပြီးနောက်ဒီရော့အလောင်းလေးကိုကြောင်မဲမြို့ရဲကမိသက်ကားဝေးနဲ့တဲ့ထုတ်ရှာတာအဲ့ဒီနေ့ညနေ9နာရီထိတိုက်အောင်ကြာခဲ့ပါတယ်နောက်တော့ထုံးစံတိုင်းပြန်လည်ငြိမ်သက်သွားတယ်ဒီနောက်ညပိုင်း7နာရီ38မိနစ်နာရီကနေ7နာရီ55မိနစ်အထိတမတော်လေးက Jet Fighter နှစ်စီးနဲ့ကြောင်မဲမြို့ပြင်နေရာတချို့ကိုထပ်မံတိုက်ခိုက်ခဲ့ပြန်ပါတယ်ဒီတကာတော့ငြိမ်းချမ်းရေးဂုံးနေရာကိုအဓိကထားပြီးတော့တိုက်ခိုက်သွားတာပါ ဒီဒုတိယကြိမ်တိုက်ခိုက်မှုမှာတော့စုစုပေါင်းဘုံ6လုံးကျဲချသွားပြီးဒီအထဲမှာ cluster ဘုံအမျိုးအစားဘုံတစ်လုံးပါဝင်ကြောင်းတောင်မဲမြို့ကံတွေပေးပို့တဲ့သတင်းရသိရပါတယ်။ဒီတိုက်ခိုက်မှုကြောင့်တောင်နောက်လက်ကွင်းတန်းနဲ့အမှတ်9ရက်ွက်ကောက်ကွင်းအနီးကတိုက်အမှတ်3-4နဲ့၎င်းနေရာအနီးကနေအိမ်တချို့ထိခိုက်သွားလို့သိရပါတယ်။ငင်းကြဲရေးကုန်းနေရာမှာပလောင်လူမျိုးအများစုနေထိုင်ကြပြီးဘိုးကျော်ကြီးခင်ညော်လက်ထက်မှာငင်းကြဲရေးယူခဲ့ကြတဲ့ PSNF ပလောင်လန်းတဲ့ဂိုင်းမီကိုနေရာချတာပေးခဲ့တာပါဒီတိုက်ခိုက်မှုကြောင့် TNL တပ်ဖွဲ့ဝင်ဘလောက်ထိခိုက်ဆုံးရှုံးသွားရတယ်ဆိုတဲ့တင်းကိုတော့မသိရှိရသေးပါဘူးဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်လက်ရှိအချိန်မှာတော့တောင်လန်းတဲ့ကအဖွဲ့ TNL ဟာကြီးမားတဲ့ CAP ရီနဲ့ရင်ဆိုင်နေရပြီးအခက်အခဲများစွာတွေ့ကြုံနေရလို့ဆိုနေပါတယ် TNL ဟာလက်ရှိအချိန်မှာအခက်အခဲများစွာရင်ဆိုင်နေရပြီးနောင်ကျော်မြတ်ကိုလက်မလွှဲရအောင်ကြိုးပမ်းနေပေမဲ့ မကြမီပြန်လဲလက်လွတ်လျှောက်ပဲရှိနေပြီးတော့ NASA ကတပ်တွေကအလုံးစုံပြန်သိမ်းယူနိုင်ဝယ်ရှိရလို့ဆိုကြပါတယ်။ DNL အဖွဲ့ခေါင်းဆောင်တွေရဲ့လက်ရှိအခြေအနေတွေဟာစိတ်ရှုပ်ကောင်းစားရတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့သိရပါတယ်။ဇူလ29ရက်နေ့ကတောင်မဲမြို့မှာဖြစ်ပွားခဲ့တဲ့ NASA ကရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် DNL အဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုဖောကားတွေနဲ့တည်ထုတ်ရတဲ့အထိအခြေအနေမျိုးရှိခဲ့လို့သိရပါတယ်။ တောင်ကန်စစ်မြေပြင်တီကိုတိုင်းသွားရောက်ကူညီပေးခဲ့သူကိုခိုင်းစော်ကကြောင်မဲချင်းတွေကတော့ဇွန်လ29ရက်နေ့လေလေကြောင်းတိုက်ခိုင်းမှုဟာရှမ်းကြောင်းစီအနီးကတရနယ်လီရီရဲ့ရုံးပေါ်ကိုတက်တက်ထိမှန်သွားခဲ့ပြီးတော့ဒီဗီတွေဖောကားတွေနဲ့နှစီတက်လိုက်ရတယ်။တရနယ်လီရုံးတွေကကွန်ပျူတာတွေအကုန်လုံးပျက်စီးသွားတယ်လို့လည်းခိုင်ခိုင်မာမာသိရှိကြရပါတယ်။အဲဒီနောက်မှာညာဘက်လေကြောင်းတိုက်ခိုင်းမှုတစ်ကြိမ်ထပ်လုပ်ပါတယ်။တရနယ်လီရိအိတ်ဆက်နေရဲ့တိုက်လေးလုံးကိုထိမှန်ခဲ့ပြီး DB 80ကျော်ခဲ့တယ်လို့လည်းသိရှိထားပါတယ်။လက်ရှိချိန်မှာတော့ကြောင်မဲမြို့ပေါ်မှာရှိရဲလမ်းမကြီးတွေပေါ်မှာလူသွားလူလာမရှိသလောက်ကျဲပါနေပြီး TNN တွေရဲ့အထုပ်ဘိုးတွေနဲ့ပြေးသွားနေရကိုတွေ့နေရတဲ့အပြင်လူနာတဲ့ချိန်တွေဥပဒဟိုမောင်းနေနေတဟိုမောင်းနေနေရကိုလည်းတွေ့ရှိနေရတဲ့ဆိုပြီးတော့ဇွန်လ30ရက်နေ့က၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့